အားလုံးပဲမင်္ဂလာပါအညမြ education မှာယနေ့တင်ချမဲ့တင်ချိုင်းလန်စင်ကတော့ G5 တင်ယူအခန်းဆက်လေးရဲ့ lesson 40ပဲဖြစ်ပါတယ်ဆရာပုတ်ဆာနံပါတ်9ကိုဆက်လက်လေ့လာလိုက်ရအောင်ပါပုတ်ဆာနံပါတ်9မှာကိန်း6လုံးကိုပေးထားသည်နမကကြီးမိကွန်မှာဆိုရင်ပေးထားသောကိန်းများကိုကြီးစင်ငယ်လိုက်စီးပါလို့ပြောထားပါတယ်ထို့ကြောင့်ကြီးစင်ငယ်လိုက်စီးတဲ့အခါမှာအကြီးဆုံးကိန်းသည်6.5ပါ6.5ပြီးရင်21.4 11.2 1.3 0.75 7.10ပဲဖြစ်ပါတယ် ်နောက်ထပ်နမတ်ခါဝေးမှာဆိုရင်ပေးထားသောကိန်းများကိုငွေစင်ကြီးလိုက်စီပါလို့ပြောထားပါတယ်ငွေစင်ကြီးလိုက်စီတင်မယ်ဆိုရင်7.10 0.75 1.3 1.2 2.14 6.5ပဲဖြစ်ပါတယ်နမတ်ကောင်းငယ်ဤမေးခွန်းမှာဆိုရင်အကြီးဆုံးကိန်းနဲ့အငယ်ဆုံးကိန်းကိုပေါင်းပါလို့ပြောထားပါတယ် တန်ဖိုးကြီးဆုံးဂိမ်းဒီ6.5ပါအငယ်ဆုံးဂိမ်းဒီ7မိုင်ထမ်းပါမိထားချက်မှာအပိုင်းဂိမ်းဖြင့် ပေါ်ပြပါတသမဂိမ်းဖြင့်ပေါ်ပြပါလို့မေကွန်ကန့်သက်ထားခြင်းမရှိသည့်အတွက်ဆရာကတသမဂိမ်းနဲ့တွက်ပါမယ်6.5က6.5ပါလက္ခဏာက plus ပါ7မိုင်ထမ်းကိုတသမဂိမ်းပြောင်းတဲ့အခါမှာ0.7မှာရရှိလာတော့ဖြစ်သည့်7.2ပဲဖြစ်ပါတယ်နမကကြီးမှာဆိုရင်ဒုတိယအကြီးဆုံးဂိမ်းမှာဒုတိယအငယ်ဆုံးဂိမ်းကိုနှုတ်ခိုင်းတာပဲဖြစ်ပါတယ်ထို့ကြောင့်ဒုတိယအကြီးဆုံးဂိမ်းဒီ2.14ပါ ဒုတိယအငယ်ဆုံးဂိမ်းဒီ0.75ပါနှုတ်လို့ရရှိလာသောတန်ဖိုးကို ပြောပါဆိုရင်9.4-0.75ပဲဖြစ်ပါတယ်။တသမဂိမ်းပြောင်းပါမယ်2.25-0.75ပဲဖြစ်ပါတယ်။ရရှိလာသောဖြည်သည်1.5ပဲဖြစ်ပါတယ်။ယနေ့တင်ကြပေးခဲ့တဲ့တင်ကြိုင်းလန်စင်ကိုနားလည်လိုက်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ရှင်လန်းချမ်းမြေ့ကြပါစေဗျာ။